လေးသမီးတို့မင်္ဂလာပါဘုံဘုံပြောချင်တဲ့ဟောဒရိသန်လေးတွေအကြောင်းပဲမြတ်စွာဘုရားကမင်းသားဟာဘုရားနေလာတာနော်မင်းသားဆိုရယေရှုမင်းသားမဟုတ်ဘူးဘုရင်ရဲ့သားတော်မင်းသားပါနောက်ပြီးတော့ဒရိသန်အယံချစ်တယ်အယံချစ်တယ်အမ်ဒါရောဟိုအိမ်နာမ်ဟမ် ။ဘာဒရိတ်အိမ်မှာဘာဒရိတ်ဆန်လေးတွေရှိတော့ကြောင်လေးတွေရှိလား။ခွေးလေးတွေရှိလား။ဘာလေဘာဒရိတ်ဆန်လေးတွေရှိတော့နောက်ပြီးတော့ကိုနေမြို့တဲ့ရွာတဲ့မှာတခြားဘာဒရိတ်ဆန်လေးရှိတော့နွားတွေရှိလား၊ကျွဲတွေရှိလား၊မြင်းတွေရှိလား။သူတို့ကတော့အကောင့်နည်းနည်းကြီးတာပေါ့နော်။နောက်ပြီးတော့ငှက်တွေဟောသတိထားမိတာ။သစ်ပင် 嗯，偏单比哦，拉来花来，哎，那比如的亲属来，都如亲戚自家表来，哎，老老你得爱弟弟哩，哎，爱的有没在的路的啊，都爱的输的，路的路被爱的来被亲戚自家表家了不？စကားပြောဖို့လိုအပ်လို့သူတို့တွေစကားပြောတာပေါ့နော် အဲ့ဒါစူတာမဟုတ်ပါဘူးသူတို့စကားပြောကြတာမြတ်စွာဘုရားငေတော့သူရဲ့နာမည်ကတေရထမင်းသားတိတ်ထထမင်းသားအလို့ပြည့်တဲ့မင်းသားပေါ့သူလို့တာအကုန်ရတယ်တဲ့သူဥဒိတော်သားဆိုတော့လေဘယင်းရဲ့သားလဲဖြစ်တော့သူလို့တာအကုန်ရတယ်သူရဲ့နာမည်က เนาะสารแลจู้ซ่าเลยสารแลจู้ซ่าเลยเจ้ามาสารจู้ซ่าสารจู้ซ่าเนี่ยมะขะอูกฤษันเลียวเลยเปอยันตนะตะเตอยันฉิตะเตะตะนี่จะตูนแออ่าตุวงกวยนี่กูปะเนาะเทวดาสวยตรุอดุดู ပိုင်းချံအကြီးတဲကိုလမ်းလျှောက်သွားကြတယ်။ဒရထမင်းသားဖျားဖြစ်လာမဲ့ဒရထမင်းသားတော့သူ့လက်ထဲမှာဘာမှမပါဘူး။သူ့ရဲ့ဝန်ခွဲမင်းသားဒီဝဋ်ခါတော့လက်ထဲမှာလေးနဲ့မြားနဲ့ပါလာခဲ့တယ်။အကောင်နေတွေ့ရင်ပြည့်အောင်ပေါ့။စိတ်ထဲမှာသူတို့ရှိတဲ့စိတ်ကူကမတူဘူးနော်။ ထဲရမင်းသားခံအကောင့်လေးတွေကိုကြီးပြီးတော့သူကမေတ္တာဖြစ်နေတာကြီးပြီးတော့သူတနာတဲ့စိတ်လည်းဖြစ်တယ်ကြည်နူးတဲ့စိတ်လည်းဖြစ်တယ်ငှက်လေးတွေအတူတူပြန်သန်းကြတယ်အော်သူတို့မိသားစုလေးတွေပဲဆိုပြီးတော့သူတို့အတွက်ပျော်ရွှင်နေတာဒီဝတ္တမင်းသားမင်းသားကြတော့အဲ့လိုမဟုတ်ဘူးအဲ့ငှက်တွေတွေ့တဲ့အခါမှာသူက သူလေးခွနဲ့သူရဲ့မြားနဲ့ပြစ်ချင်တယ်အဲတခါချက်တော့အာနတ်အဖြူကြီးသုံးကောင်သူတို့ကောင်းနေပေါ်နေပြီးတော့သူတို့ကောင်းပေါ်နေပြီးတော့ပြန်တန်းလာတာတေဝတ္တကမနေနိုင်တကောင်ကိုပြစ်ချတယ်ပြစ်ချတော့ဒဏ်ရာရပြီးတော့ဟိုးနတ်ခက်လှမ်းတဲ့နေရာ ကြောက်သွားတာပေါ့အဲ့မှာနှစ်ယောက်သားပြေးတာရွေးချက်ကတော့မတူဘူးနော်ဒေဝဒတ်ကတော့သူမြားနဲ့ပြစ်ထားတဲ့ခါကျတော့သေရင်အဲ့ဒီငန်းကိုသူယူပြီးတော့သွားစားမှာပေါ့သွားချက်စားဖခင်ဖခင်လောင်သေးတာမင်းသားကျတော့အဲ့လိုမဟုတ်ဘူး ။အိုးနာသွားပြီထင်တယ်။တင်းများတိသွားလားမသိဘူး။ငါဘာကူညီပေးနိုင်တော့ဆိုပြီးတော့အဲ့ဒီတနာတဲ့စိတ်ကဲကဲဆဲခြင်းနဲ့စိတ်နဲ့ပြေးတာ။တယောက်ကအသာစားခြင်းနဲ့စိတ်နာနိုင်အပေါ့စားခြင်းနဲ့စိတ်နဲ့ပြေးတယ်အဲ့ငန်းစီကိုပြေးတယ်နောက်တစ်ယောက်ချက်တော့အဲ့ဒီငန်းရဲ့အသက်ကိုကဲခြင်းနဲ့စိတ်နဲ့ ပြေးတာအဲ့ဒီနှစ်ယောက်ဘသူကဘုမြတ်မဲတော့ဘုမြတ်မှာတော့နာဘုမြတ်မဲလို့သားတို့သမီးတို့ထင်တော့ခဏဖေးဒီဗီဒီယိုခဏဖေးရပြီတော့မေးကြည့်ပါလားတကယ်ချင်းချင်းမေးကြည့်ပါလားနော်အဲ့နှစ်ယောက်ဘသူမြတ်မှာတော့ဒေဝတန်ဟဲ့ဖယားအောင်တရထမင်းသားတို့ပြေးသွားတာအတက်ကတူတူပဲခုနှစ်နှစ်ပဲ6နှစ်ကျော်ခုနှစ်နှစ် အဲ့ရွယ်လေးဘသူကမြတ်မယ်ထင်တယ်အသက်ကဲခြင်းတဲ့လူဟာဘုံမြတ်နေဆေးရုံခါရီအသက်ကဲဖို့တဲ့ခါရီလေးသူတို့မောင်းတဲ့အယံမြန်တယ်အသက်ကဲဖို့လေးသူများအသက်ကဲ့ဖို့အတွက်ဆိုရင်ကိုယ့်ရဲ့အင်အားတွေအများကြီးထွက်လာတယ်။အဲ့ဒီအင်အားကိုမေတ္တာအင်အားလို့ခေါ်တယ်။ဒဏ်ရာရနေတဲ့ ငန်းစီကိုလည်းငန်းအဖြူကြီးစီကိုလည်းရောက်သွားရောဖះထောင်သေးတဲ့မင်းသားကတခါတည်းပွေပိုက်ထားတယ်။ဟာဘာဖြစ်တာတော့ဘယ်နေရာထိသွားလဲမသိဘူးဆိုတော့ဒဏ်ရတဲ့နေရာမြင်တဲ့ခံချရတာတိရလေးလေးတိရလေးလေးကိုခူးပြီးတော့ညာခြေလိုက်တယ်ထွက်လာတဲ့အည်လေးတွေနဲ့အစေးလိမ့်ပေးတယ်အစေးလိမ့်ပေးလိုက်တယ်ပြီးရင်မကြောက်နဲ့ငန်းလေးမကြောက်နဲ့ ငါရှိတယ်ဆိုပြီးတော့ဒီလိုပွေပိုက်ထားတယ်အားပေးနေသူအဲ့လိုလှုပ်ပြီးတဲ့ကံချာမှဒေဝဒတ်ကရောက်လာတယ်ငါပေးငါပြစ်တာဆိုပြီးတော့လာတောင်းတယ်ငါမပေးနိုင်ဘူးငါကနင့်တဲ့အရင်ရောက်လာတာငါငါကောက်ထားတာငါငါပိုင်တယ် ဒီဥဒက်ခံလည်းပဲမဟုတ်ဘူးငါပြစ်ချတာငါပိုင်ဘယ်သူပိုင်မယ်လို့ဒါလို့သမီးတို့ထင်တော့စဉ်းစားကြည့်ပါအာကိုယ်တငယ်ချင်းတွေ ਨੇ ဖြည့်ကြည့်ဘုံမမေးတဲ့ဟာလေအဲ့ဒီငန်းကိုဘယ်သူတကယ်ပိုင်တဲ့တော့ဘယ်သူပိုင်ဆိုင်တော့မှားမှမကြောက်နဲ့နော်ဖြည့်တာဖြည့်ဖြည့်ဖြည့်ရင်ဘုံဘုံအဖြည့်ပေးမယ် ဖုံးအဖြေတော့မဟုတ်ပါဘူးအဲ့ဒီမင်းသားနှစ်ပါးကလည်းပဲသူတို့ချင်းချင်းသဘောမတူနိုင်ဘူးသဘောမတူနိုင်ဘူးဆိုရင်ကဲဘယင်ကြီးစီသွားရအောင်ဘယင်ကဆုံးဖြတ်ပေးမှာဟုတ်ဘယင်ကြီးစီရောက်သွားခါကျတော့ဟာဒုက္ခပါပဲဒီလိုအမှုမျိုးငါမကြုံဘူးဘူးဒါဆုံးဖြတ်ခဲ့တယ်ဆိုပြီးတော့ ဘရင်ကြီးကဆုံးဖြတ်ရခက်နေတဲ့အချိန်မှာယသိကြီးတပါးရောက်လာတယ်။အဲ့နဲ့ယသိကဒီတိုင်းဆိုရင်ဘရင်ကြီးကျုံမှအကြံရှိတယ်။အကျုံအကြံကိုပြောပြချင်တယ်။ဟုတ်ကဲ့ပါ။ယသိကြီးအဲ့ဒီအကြံဉာဏ်ကျွန်တော်ကိုပြောပြပါဆိုလို့ယသိကြီးကပြောပြတယ်။ဒီငန်းအဖြူလေးဟာသုံးကောင် ပြန်တန်းလာလို့ပြောတယ်အဲ့ဒါမိသားစုနဲ့ပဲဒါကြောင့်လူတိုင်းမိသားစုနဲ့နေခြင်းတယ်ဘသူမှဒီလိုထိခိုက်တန်ရာမရခြင်းဘူးအဲ့လိုနာခြင်းနဲ့ဆိုရင်လည်းပဲကိုယ်ကိုစေကုပေးမဲ့လူဒီလူစီကိုကိုသွားမှာပဲအာကိုပြီးတော့သွားမှာစေုံသွားမယ် ဆရာဝန်တွေဆရာမတွေသူတို့စီသွားမယ်။ဘာဖြစ်လို့တုန်းဆိုတော့အဖေမင်းမြတ်စဉ်းစားကြည့်ပါတဲ့ရတေးရပြောတယ်။အဲ့ဒီငန်းက၃ခေါင်ပြန်တန်းလာတယ်လို့ပြောတယ်။အဲ့ဒါမိသားစုပဲပေါ့မိသားစုနဲ့အတူနေကြတာပေါ့။အခုဆိုရင်ဒီငန်းလေးကဒီလိုအပြစ်ခံတဲ့ခံကြတော့မိသားစုနဲ့ကွဲနေရတယ် ဒုက္ခမြန်တိတ်အားငယ်မှာပဲတိတ်ဝန်းနေမှာအဲဒါပေမဲ့ဒီလိုဒဏ်ရာရနေတဲ့အချိန်မှာတယောက်ကသူ့ကိုတတ်ဖို့ကြိုးစားတယ်နောက်တယောက်ကတော့သူ့ကိုကယ်ဆယ်ဖို့ကြိုးစားတယ်လူသားတွေနေမကောင်းတဲ့အချိန်မှာဘယ်သွားတော့ဆိုတော့သူတို့ကိုကယ်ဆယ်မဲ့လူသူတို့ကိုကူညီမဲ့လူစီသွားတယ်ဆေးရုံသွားတယ်ဆေးခန်းသွားတယ် အဲဆရာဝန်တွေဆရာမတွေကဆေးပေးတယ်အဲ့နဲ့နေကောင်းသက်သာလာတယ်နေမကောင်းတဲ့အခါမှာသူတို့ကိုကယ်ဆယ်မဲ့ဆရာဝန်ဆရာမတွေလက်ထဲကိုသူတို့ရဲ့အသက်အထာတကယ်လို့သူတို့ယံသူရှိတယ်ဆိုရင်သူတို့ကိုယံလောက်ခြင်းနဲ့သူတို့ယံသူတွေစီသူတို့ကိုအသက်အပ်ပါမလားမအပ်ဘူး ကဲတကယ်လို့ဟိုငင်းကြံစပန်းဆိုရင်တကယ်လို့ဒီဒီငန်းဖြူကတည်သွားတယ်ဆိုရင်တော့ဖြစ်တဲ့လူရဲ့ပိုင်ဆိုင်မှုဖြစ်ခြင်းဖြစ်မယ်ဒီဝတ္တမင်းသားပိုင်ဆိုင်ခြင်းပိုင်ဆိုင်လေဒါပေမဲ့ဒီငန်းဖြူကအသက်ရှိနေသေးတယ်ဒါကြောင့်အသက်ကိုဘယ်သူကပိုင်တော့ ဘသူကဆိုင်တော့ဆိုတော့အသက်ကယ်တဲ့လူကပိုင်ပါတယ်ဆိုင်ပါတယ်ဒါတော့ဒီနှစ်ယောက်ဟာဖယားလောင်းတဲတာမင်းသားကဒီနန်းဖြူကိုပိုင်ဆိုင်ပါတယ်အဲ့လိုအကြံဉာဏ်ပေးတဲ့ခါကျတော့ဘင်းကြီးကလည်းအဲ့လိုပဲဆုံးဖြတ်ပေးလိုက်တယ်ဖရာလောင်းသေးတာမင်းသားဒီငန်းဖြူကိုပိုင်တယ် အဲ့ဒီအကြောင်းကိုကြားတဲ့ခံချမ်းမှဒေဝတ္တမင်းသားလည်းပဲသူနေမကောင်းတဲ့ချိန်တော့သူအမေအသူကိုနှိမ့်သိမ့်တာဆေးပေးတာဒီမုံကြွေးတာနေကောင်းအောင်ပြန်ပြီးတော့ဖြူစုတာအဲ့ဒါပြန်တရိယာပြီးတော့သူ့ရဲ့နှလုံးသားလည်းပဲအဲ့ဒီဟိုမြတ်ထေကို နောက်တစ်ခါမဖြစ်တော့ဘူးဆိုပြီးတော့တတ္တဝါတွေငှက်လေးတွေချစ်တဲ့လူဖြစ်လာတယ်ငှက်လေးတွေဟောဒရေးဆန်လေးတွေရောချစ်တတ်တယ်ကဲတဲ့မင်းသားကြောင့်စောစောပိုင်းမှာငှက်လေးတွေပုံမှာရက်ဆက်ကြမ်းကြုတ်တယ်ဒေဝတာမင်းသားတော်မှာငှက်လေးတွေကိုချစ်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်လာတယ် တန်ငှက်လေးတွေကိုကိုချင်းစတတ်ရတာပေါ့နော်အဲ့တဲ့အချိန်မှသူတို့အိတ်ချင်တယ်စားတဲ့အချိန်မှသူတို့ပိုင်ဆိုင်သူတို့လည်းစားချင်တယ်ရေစားတဲ့အခါရေတောက်ချင်တယ်နောက်ဖြစ်ရင်အဲသူတို့ရဲ့မိဘတွေနဲ့သူတို့မောင်နှမတွေနဲ့နေချင်တယ်တို့နဲ့အတူတူပဲသူတို့ကိုချင်းစားအောင်မယ်ဒိဋ္ဌိဆန်လေးတွေကိုချစ်တတ်ကြအောင် အဲ့ဒါဆိုရင်ဒါတို့ဒီတို့ဒီလူလောကမှာလူတိုင်းရလက်ပဲကိုယ်ပြန်ပြီးတော့မြတ်တာထားလိမ့်မယ်ကျမ်းမှာချမ်းသာကြပါစေ။